ิญญาณများဝင်တိုက်ပင်နေသောသူဆန့်သောအာရခတိုင်ဝင်များအကြောင်းကိုဖက်ပြတင်ဆက်ပေးမှာဖြစ်ပါလိမ့်။နောက်ဆက်ပေးကြပါဦးခင်ဗျာ။စကောဦးကျွန်တော်တို့နဲ့ဘက်တူဘဝတူအမညီကိုများကိုငင်ညာရဲ့ရခိုင်နန်းကြဆုံခန့်ကိုတိတာယုံမြတာရေးသားထားပါပြီ။အများသူကဖက်ရှုနားလေသိရှိနေစေရန်ဗမာစကားနဲ့ရှင်းသားထားပါပြီ။စာဖတ်သူတို့အတွက်အခုပေးထားတဲ့ကောင်းစင်ကအလွန်ရှင်လျားနေပါလိမ့်မည်။အဖြစ်အပျက်တွေကလည်းအလွန် ထူးဆန်းရှည်လျာနေတဲ့အခါချုံညုံပြီးဒီကောင်းစဉ်ကိုရွေးရှည်ပြရခြင်းဖြစ်ပါတယ်။တကယ်ထူးဆန်းတဲ့အကြောင်းတွေကိုကျွန်တော်ကိုယ်တိုင်ဖြတ်သန်းခဲ့ရတဲ့တဲ့ဝေတွေမှာဂျုံခင်းရပါတယ်။ကြောပြချင်တာကကျွန်တော်တို့အားခါစစ်တီတွင်စစ်တရာတိုင်းဝိညာဉ်တစ်ခုခုလာပူပြီးစစ်တီတွေဆိုတာပါပဲ။ ဲ့ပြင်မကြုံဖူးသူများကဒီလိုအဖြစ်ပြင်မျိုးကိုလက်ခံရှင်မှလက်ခံကြပါလိမ့်မယ်။ကျွန်တော်ကိုယ်တိုင်လည်းပထမကလက်မခံနိုင်ပါဘူး။ချက်တန်းချများလာတဲ့အခါထိတ်ဆိတ်မှုတွေများလာတဲ့အခါလက်မခံလို့မရဖြစ်သွားခဲ့ရပါလေ။တဲ့ဝေပြန်တံပြီးဆိုရင်စစ်တီတိုင်းလိုလိုရဲ့ခန္ဓာကိုယ်ထည့်ကိုဝိညာဉ်တွေစီမျိုးကုန်ကြပါလေ။လူစိတ်ပြသွားသလားဆိုတော့လေလူစိတ်လည်းမပြပါဘူး။အမိတ်နာခံမှုနဲ့စီကံလိုက်နာမှုတွေကလည်းပြမသွားပြန်ပါဘူး။ဒီ က်ထူဆန်တာကတအားပင်ပန်းပြီးအိမ်မောချနေတော့မှာတော့တရရကလာပြီးတတိပိတလိုမျိုးနန်းနာကိုကပ်ပြီးအပြိုးသွားတာမျိုးကိုလည်းဂျုံခေရဖို့ပါမယ်။ပြီးခဲ့တဲ့ရှမ်းပြည်မြို့တိုင်းတိုက်ပွဲမှာစက္ကစဘက်ကလေရင်နဲ့ပေါင်900ပုံကျရှာတော့ဝမ်ဆိုတဲ့တတိပိတကိုအဲ့ဒီအနီနာမှာရှိတဲ့စစ်တီတိုင်းကြားခေဖူးကြပါတယ်။အားလုံးလည်းဘေကန်ခေပါတယ်။ရန်ပြည်မြို့တိုင်းတိုက်ပွဲမှာတော့ထူးခြားချက်တခုလည်းရှိပါသေးတယ်။ ဖြူဆန့်လာတယ်တော့အများကြီးပါစာရှင်မှာဆိုလို့တချို့အဖြစ်ပြက်တွေလာပဲထုတ်နှုတ်ဖော်ပြပေးလိုက်ပါတယ်ဒီစာတိတ်ကအချောင်းရလျှောရန်သူကိုတရင်ရစီတယ်လို့မျိုးဖြစ်မှာဆိုတော့ပါ။နေရဒေတာတိတိကျကျမရေရချင်းဖြစ်ပါလေ။ရန်ပွဲပွဲကိုဆက်ဆက်ပါမယ်။ အဆောက်အဦတစ်ခုမှာစစ်တီတွေညအိမ်မဲလို့နေရာချနေတော့ဒီအဆောက်မှာမအိတ်ကြပါနဲ့လို့အဲ့ဒီအဆောင်တွေကလူတယောက်အော်ပြောတယ်လို့မျိုးကြားလိုက်ရပါတယ်ဒီလိုနဲ့ကျွန်တော်တို့အဖွဲ့နောက်တစ်ဆောင်ကိုပြောင်းအိတ်ကြပါတယ်ကျွန်တော်တို့တွေအိပ်ပြိုနေတော့မှမနစ်စောစောစီစီ၃နာရီလောက်မှဝိုင်းတွဲလေရင်ကပေါင်းလာကြည့်ရှာပါတယ်ပေါင်းကြည့်တဲ့နေရာကပထမအိမ်မဲလို့ လုပ်ခဲ့တဲ့အဆောက်အုံကိုပုံတိကြခွဲပြီးအဆောက်အုံတစ်ခုလုံးဒီပါပြည့်စည်သွားခဲ့ပါတယ်ကျွန်တော်တို့အားလုံးဘာမှမဖြစ်ခဲ့ကြပါဘူးချစ်လူကြီးတွေပြောစကားတစ်ခုရှိပါတယ်နတ်မပေးလို့မို့ဆိုတဲ့စကားအတိုင်းပါပဲကျွန်တော်တို့တွေရဲ့အနီနာမှာနတ်ကောင်းနတ်မြတ်တွေလိုက်ပြီးဆောင်းချပေးနေသလိုမျိုးပါရန်သူနဲ့ရင်ဆိုင်တိုက်ပွဲတွေမှာဆိုရင်လည်းနေကြီးလက်နေငယ်အတန်တွေကသူစကားကိုကိုကမကြားကိုစကားကိုသူကမကြားပါဘူး ီလိုအခြေအနေမျိုးမှာတော့တဖက်ရန်သူက RPG နဲ့လှမ်းပြရင် RPG လို့တရားရကအော်ဗျူတန်ကိုစစ်တီတိုင်းကြားရပြန်ပါတယ်။ဒင်းလာရဲ့ဟဲ့ဝတ်ဆိုတဲ့အတန်မျိုးတွေကိုကျွန်တော်တို့စစ်တီတွေကြော်ကြော်ပြီးတော့ကြားခင်းရှာဖူးပါတယ်။စစ်ကြောင်းမှုအော်တန်လားမဟုတ်ပြန်ဘူး။စစ်ကြောင်းမှုအတန်နဲ့လေတူမနေပြန်ဘူး။ရှင်းဖို့ရေးပြတဲ့ရဲ့အတန်လေးမဟုတ်ပြန်ပါဘူး။တိုက်ပွဲပြီးတဲ့အခါ ဒီဖြစ်စဉ်တွေကိုကျွန်တော်တို့စစ်ဒီအချင်းချင်းဖြုတ်ဖြည့်ကြပါတယ်ကျွန်တော်တို့ကိုတတိပေးတာဘယ်သူလဲပေါ့စစ်ကြောင်းမူလားရေးဖို့ရေးပေးတယ်လားအရှင်းရှင်းမေးကြတော့လေငါမပြောဘူးသူမပြောဘူး ਨੇ အဖြေရှာမရခဲ့ကြပါဘူးရောက်အုပ်ဝေးတစ်ခုမှာရှမ်းသူထွန်ထားတဲ့မိန်တွေအနည်းကိုကျွန်တော်တို့အားခါစစ်ဒီတူဖြတ်ခံနေမှာကျွန်တော်တို့သွားမယ့်လမ်းလေးမှာငွေကြီးတကောင်ခွေအိတ်နေပါတယ်ကျွန်တော်တို့မှာကတက်ကြစည်းကမ်းကြည့်တယ်လို့ စစ်ဒီစီကံလေးကြီးပါတယ်တောစီကံတောင်စီကံကိုလည်းမရှိုးမဖွာရပါဘူးတောတောင်တွေမှာနေထိုင်ရင်အဲ့ဒီတောတောင်မှာရှိတဲ့တောတောင်တုတ်ကောင်သရိုက်ဆန်တွေကိုမတက်ရပါဘူးအဲ့လိုတက်ဖြတ်တာမျိုးကိုပုံရှုပ်နေကောင်းဆောင်တွေကမချိတ်ပါဘူးတခါတလေအင်ကိုလန်းတဲ့အခါမျိုးဆိုရင်တို့တောင်တဘောနဲ့ချင်းငယ်တွေရဲ့တွန်ကျူတန်အိုမြေတန်တွေကိုခန်းစားရင်အလွန်စိတ်တွေကိုဖြည့်သိမ့်ကြရပါတယ်။ရင်းမီတဘောကိုတန်ဖိုးထတတ်ကြပါတယ်။ တန်ဖိုးသိအောင်လေခေါင်းဆောင်တွေကတင်ပြကြပါတယ်။တချို့မလိုက်နာကြတဲ့ရေပေါ်အနေငယ်ကျင်းတို့ရှိပါတယ်။ဒါကဘင်းစစ်တပ်မှာပဲဖြစ်ဖြစ်မကဲနိုင်ကြတဲ့ပြဿနာပါ။ဒါပေမဲ့ကျွန်တော်တို့အာရခတက်တော်မှာတော့ထောင်မှာတရဆိုသလိုတထမှာတရဆိုသလိုမျိုးပါပဲ။အဲ့ဒီလိုလိုက်နာဖို့ပြစ်ခွဲတဲ့စစ်တီကတော့တမျိုးမဟုတ်တမျိုးတော့ဒုက္ခရောက်တတ်ပါလေ။ဒါကအရင်တန်လို့စကညက်ရှင်းပြတာပါ။ချစ်ကိုစစ်သွားကြပါမယ်။ ။ငွေကြီးအဲ့ငယ်တဲ့လမ်းကမသွားတော့ဘဲလမ်းလွေပြီးကျွန်တော်တို့ဆက်သွားကြပါလေ။အဲ့ဝေးပြီးလို့ရှင်းလင်းရေးလို့တော့မှမိန်ခွင်မှန်တိကျရပါလေ။အဲ့ဒီနေရာမှာတင်မြင်းမြုံမိန်အလုံးရေ300ကျော်မြုပ်ထားတာကိုတူဖို့ရှင်းလင်းခဲ့ကြပါလေ။အဲ့လိုမျိုးအဖြစ်အပျက်တွေကပြောမကုန်ပါဘူး။အန်ဒီတခုခုရှိနေပြီဆိုရင်လေမုန်တိုင်းမရှိဘဲတစ်ပင်လေးကြပြီးလမ်းပိတ်နေတာမျိုးတွေ လူမရမီရန်သူထောင်ထားတဲ့မိုင်းတို့ကြောင့်ဒီကြောင့်ထားခွေတာမျိုးတွေအများကြီးပါပဲ train in view ဟာဂုံကြီးကိုတိတ်သိမ်းခါတုန်းကလေမိမရှိတဲ့တက်လန်တစ်ခုကိုထူးဆန်းစွာတွေ့ခဲ့ကြရပြန်ပါလေအဲ့ဒီလန့်ကိုဗာနဲ့အမှတ်တော်ပြသလဲဆိုတော့လက်တစိတ်ဆာလနစ်တဲ့ခြေပေါ်အရာနဲ့တရရကတော်ပြတာမျိုးအဲ့လိုပါ ပထမတော့နင်းနေတော့တွေ့ဝေမိကြပါတယ်နောက်တော့မှရှင်ဘွားရအတိုင်းဆက်လက်ရှိတဲ့ခေကြရမှာမိအန်တွေလည်းမရှိခဲ့သလိုရန်သူကိုလည်းအနိုင်ပိနိုင်ခဲ့ကြပါတယ်တိုက်ပွဲဆိုတာဒုတလမလွေပဲကျွန်တော်တို့တွေအကောင်းဆုံးကြုံဖြတ်နိုင်ခဲ့ကြပါတယ်တင်းဆုံးထိခိုက်တာမရှိဘူးလားဆိုတော့ရှိပါတယ်ပန်းနဲ့ပါတာမှမဟုတ်တာဒါပေမဲ့ပိဆက်မှုတွေနင်းနေနိုင်သလားနေအောင်ကျွန်တော်တို့ကြုံဖြတ်နိုင်ခဲ့ကြတယ်လို့ဆိုရပါမယ် ဒါတွေဟာတိတ်ဝိတ္တကအန်ဒီကင်းခဲ့တဲ့တစ်စိတ်တစ်ပိုင်းပါဒီထက်ထူးဆန်းတာကရင်စိန်တိတ်ဝိတ္တမှာဆိုရင်အာရခစီတီတိန်ဟာကြောက်မန့်စိတ်မရှိခဲ့ကြပါဘူးကိုကိုပြောရရင်စိတ်တိထသလိုမျိုးတော့ဖြစ်တာမဖြစ်တာများကြပါလေစိတ်တကြတာတွေးဝေတာအမိတ်မနာခံတာဒါမျိုးလည်းမရှိခဲ့ကြပါဘူးဒီလိုအဖြစ်အပျက်မျိုးကိုတခြားအာရခစီတီတွေကြုံဖူးကြသလားလို့ကျွန်တော်တို့ တငယ်ချင်းရေးပေါ်ရေးဘက်တွေကိုအခအခွင့်တင်တဲ့မဲကျဖြစ်ကြပါတယ်။သူတို့လည်းဒီလိုအဖြစ်အပျက်မျိုးကိုကြုံခဲရတယ်လို့ပြန်ပြောပြရပါတယ်။ကျွန်တော်တို့တွေရဲ့နားမျက်လုံးတွေကိုဘသူတွေကတတိဝင်ပေးနေတယ်ဆိုတဲ့ဗဟင်လိကြီးကိုကျွန်တော်တို့အဖြစ်မရခဲကြပါဘူး။ဘသူဝိညာဉ်လေးဖေကဝိညာဉ်လေးဘာကြောင့်လာဒီပုတ်တိုက်နေတာလဲဆိုတဲ့အဖြစ်ကိုကျွန်တော်ကိုယ်တိုင်လည်းအဖြစ်ရှာမရခဲ့ပါဘူး နောက်တော့ကျွန်တော်လည်းတိတ်ဝိတ်တစ်ခုမှလည်းနေကြီးအစလာမှန်လို့အနည်းငယ်ထိခတ်ခဲ့ပြီးစိတ်ကုအနာယူနေစင်မှာတက်ကြီးရွေအိုအဖိုးဖားတွေနဲ့စကားပြုဖြစ်ရင်ဝိညာဉ်တွေဝင်တိုက်ပေးတဲ့အကြောင်းကိုပြုဖြစ်ကြပါတယ်ရှင်လူကြီးကလည်းတမိုင်းကိုလည်းတိခက်အဆက်ဆက်ကိုမိလိုက်တဲ့အဖိုးဖားအများစုပြုကြတဲ့စကားတွေဟာထပ်တူကြနေတာကိုကျွန်တော်အံ့ဩမဆုံးဖြစ်ခဲ့ရပါတယ်မတ်တူလူကမင်းတို့နဲ့ဝင်တိုက်ပေးနေတဲ့ဝိညာဉ်ဆိုတာ ်တော်တရား56ခုနဲ့ရခိုင်နန်းအသိခံရဆုံးကတေဆုံးခေကြရတဲ့ရှစ်ဘဝရခိုင်သားတွေရဲ့ဝိညာဉ်တွေပဲကွာသူတို့တွေအသက်ခံရစဉ်ကငါလူမျိုးနဲ့ငါနိုင်ငံတော်အတွက်ငါတို့ဝိညာဉ်အမြဲရှင်သန်ကြပါစေသာနိုင်ငံနဲ့လူမျိုးအတွက်ပိဆက်သူတို့အားတန်ဖိုးကူညီနိုင်ရပါလို့အဲ့ဒီလိုဆုတောင်းအပ်ခံခဲ့ကြရတဲ့သူတို့ဝိညာဉ်တွေကသူတို့ဆုတောင်းခဲ့တဲ့အတိုင်းပဲ မင်းတို့အနာမှာသူတို့တွေရှိနေကြတာပဲလူကရဲ့။နောက်ပိုင်းမှာစစ်တီးမထဖူးခဲ့တဲ့ကျွန်တော်ဒီစကားကြောင့်စစ်တီးတွေတပြန်းပြန်းထခဲ့ကြပါလေ။အဖို့တူကစစ်ပြုတ်ပြတာကဒီလိုအချိန်နဲ့မျိုးကိုရောက်ဖို့မတို့တွေဘလော့ဆန်းစစ်ခဲ့ကြတဲ့မတို့လက်ထက်ကဓာတ်ဝကြည့်ဓာတ်စာထန်တာတော့တလက်မှရှန်တာလားကွာ။ရန်သူကြိုးကောင်းမှဆော့ခွင့်ရပြီမို့မတို့တရားကျွတ်နှက်ပြီကွာတဲ့။ ကျွန်တော်တို့အဖို့ဘွားတွေရဲ့ဝိညာဉ်ဟာကျွန်တော်တို့ရဲ့အနိနာမှာရှင်သန်နေကြပါလားလို့တွေးမိရင်အဖို့ဘွားတို့ရဲ့လူမျိုးနဲ့တိမ်ပြေကိုရှစ်တဲ့ဆိုင်နဲ့မိမိကိုယ်ကိုဝိညာဉ်ဘဝနဲ့ဆွမ်းချောင်းနေခဲ့ကြတဲ့အဖို့ဘွားတွေကိုဥညာဉ်အလေးပြုမိပါတယ်ကျွန်တော်တို့အဖြေရှာမရခဲ့တဲ့ပခေလိကြီးကိုလည်းရှင်းရှင်းလင်းလင်းတီးခွင့်ရခဲ့ပါတယ်ဒီလိုနေပဲစာစုကို အဆုံးသတ်လိုက်ပါတယ်အရှင်းလင်းတဲ့အခါထူးခြားဖြစ်စဉ်တွေကိုစက်တန်ဖေဖော်စိတ်ကူထားပါတယ်